မင်္ဂလာပါရှင်။ဧပြီလ18ရက်သမစ္စမ Prime Time မစ္စမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ပထမဆုံးအနေနဲ့ပြည်သက်တွေအလုံးနှစ်သမာတဘာဝဘေးစစ်ဘေးကနေကင်းဝေးပြီးတော့စိတ်သက်လူသက်နဲ့ကျန်းမာပျော်ရွှင်ပြတ်တမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။သမစ္စမ Prime Time အစီအစဉ်ကိုကျွန်မကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါ။အခုသတင်းကောင်းစင်တွေကိုအရင်ဆုံးပြောပြပေးပါမယ်။ဘန်ကောက်မှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့စစ်ကောင်းဆောင်တို့ဆွေးနွေးပွဲစတင်ခဲ့ပါရစေ။ စစ်ကောင်စီရဲ့လူငယ်9000နီးပါးထက်မှာကမာရွတ်တဲ့မီဒီယာပူတွဲတီထောင်သူဥဟန်သားငယ်အပါအဝင် နိုင်ကျဲ900ခန့်နှောက်အောက်သားပါဝင်တယ်လို့ PPNN ကပြောပါတယ်ကြကြ9ရက်အတွင်းမှာမြို့ပေါင်း73မြို့ဘုံကျဲခံရပြီးတော့တန်ခါအပါအဝင်အရသာ12ယောက်ထပ်မံတည်ဆုံခဲ့ရပါတယ်။သခိုင်းပြည့်ရွေငလျင်ကြီးကြောင့်မြေပြင်6မီတာကျော်ရွေလျားသွားတယ်လို့ NASA ကပြောပါတယ်။ငလျင်ကြောင့်ကွယ်လွန်သွားတဲ့သူပြည်သူတွေအတွက်တော်လှန်လူငယ်တွေကရည်စူးကုသိုလ်ပြုလုပ်ခဲ့ကြပါတယ်။ ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့နောက်ဆုံးရငွေလဲနှုံရွှေဈေးနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုပါစုစည်းတင်ဆက်ပေးသွားမှာပါရှင်။အာဆီယံလှည့်ကြောင်းဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံဖို့မြန်မာစစ်ကောင်စံဗိုလ်ချုပ်မှူးကြီးမြောင်လှိုင်ဟာဒီကနေ့ဧပြီ18ရက်မွန်းလွဲ2:55မိနစ်လောက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေပြီဖြစ်တယ်လို့ထိုင်းသတင်းဌာနသရပိုတာကသတင်းဖော်ပြပါရတယ်။ ဒီကနေ့မွန်လွဲပိုင်းမှာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမြောင်းလိုင်းလိုက်ပါလာတဲ့မော်တော်ယာဉ်တန်းဟာဘန်ကောက်မြို့မှာရှိတဲ့ Rosewood Hotel ကိုရောက်ရှိလာတာလို့သိရပါတယ်အရိယာနမ VIP ကားတစီနိုင်ငံသားရေးဝန်ကြီးဌာနကကားတစီအဆောက်အချက်ကားတမ်းမတ်ကြီးအတွက်တရဝင်ကားနဲ့မြမဆိုတဲ့ဇလုံးပါဝင်တဲ့ဘင်ကားတစီတို့ပါဝင်တယ်လို့ The Reporter ကဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှုချင်းမြောင်းလိုင်းနဲ့မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံကြမှာဖြစ်ပြီးတော့အဓိကအဖြစ်ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မြန်မာနိုင်ငံအတွက်လူသားစာနာမှုအကူအညီတွေပေးအပ်ရေးကိစ္စနဲ့ငလျင်နောက်ပိုင်းမြမညင်ချင်ရေးအခြေအနေတွေကိုဆွေးနွေးသွားမယ်လို့သိရပါတယ်ဆွေးနွေးပွဲမစတင်ခင်မှာငလျင်ကျောက်ဆုံးမသူတွေအတွက်ဝန်내ချင်းအထိုင်အမှတ်10မိနစ်ညင်သက်ခဲ့ကြရလို့သိရပါတယ်။မလေးရှားဝန်ကြီးချုပ်ဟာထိုင်းဝန်ကြီးချုပ်ပေထုံတန်နဲ့အစိုးရအဖွဲ့ရုံမှတွေ့ဆုံပြီးတဲ့နောက်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းနဲ့ဆက်လက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တို့နှစ်ယောက်တွေ့ဆုံမဲ့ဟိုတယ်ကိုဝင်ရောက်လာတဲ့မလေးရှားဝန်ကြီးချုပ်စီးနှင်းလာတဲ့ကားမှာမလေးရှားအလံတက်ထားပေမဲ့စကောင်းဆောင်စီးနှင်းလာတဲ့ကားမှာတော့မြန်မာအလံတက်ထားတာကိုမတွေ့ရဘူးလို့ဆိုပါတယ်စကောင်းဆောင်နဲ့အာဆီယံဥက္ကဋ္ဌတို့တွေ့ဆုံမှုမှာမြန်မာမှာကြုံခဲ့ရတဲ့ငလျင်ဘေးကူညီထောက်ပံ့ရေးတာမကပဲအပြစ်ခတ်ရစရေးဆိုင်ရာကိစ္စရပ်တွေလည်းဆွေးနွေးသွားတယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောထားပါဗျ။ တစ်ဖက်မှာလည်းငလျင်ကူညီပေးရေးကိစ္စကိုအကြောင်းပြုပြီးတော့စစ်ကောင်းဆောင်ကနိုင်ငံရေးအမျက်ထုတ်သွားမှာကိုအာဆီယံအနေနဲ့သတိထားတင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမြစ်စမကိုပြောထားပါရယ်။ဒါအပြင် စစ်ကောင်စီဟာနေစဉ်နဲ့အမျှားလေးချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်စစ်ကောင်စီရဲ့အပြစ်ခတ်ရက်စဲရေးဟာဟန်ပြတ်တက်တက်သာဖြစ်ပြီးတော့ဒါကိုလည်းအာဆီယံအနေနဲ့သတိချတင်တယ်လို့ဦးကျော်စောကပြောပါရယ်။စကောင်းဆောင်ဟာပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဘင်းစတက်ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့တွားရောက်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်ကသူသွားရောက်မဲ့ခရီးစဉ်နဲ့ပတ်သက်လို့စစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာကြိုတင်သတင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့အခုခရီးစဉ်ကိုတော့ထုတ်ပြန်ကြေညာထားတာမရှိသေးပါဘူး။ဧပြီ3ရက်နေ့နဲ့4ရက်နေ့စစ်ကောင်းဆောင်ရဲ့ဘန်ကောက်ခရီးစက်မှာစစ်ကောင်းဆောင်တဲခိုခဲ့တဲ့ဘန်ကောက်ရှန်ဂရီလာဟိုတယ်မှာထိုင်းနိုင်ငံသားចောင်းသားတယောက်နဲ့မြန်မာနိုင်ငံသား2ယောက်တို့ကစန်းကျင်ဆန္ဒပြခဲ့ကြပါတယ် အလားတူပဲဧပြီလ3ရက်မနက်ပိုင်းကလည်းကြောက်ဖရားမြက်ကူတရားတစင်းပေါ်မှာလူသက်သမားမြောင်းလှိုင်ကိုအလိုမရှိဘူးလို့အင်္ဂလိပ်လိုရေးသားထားတဲ့စာတမ်းချိတ်ဆွဲဆန္ဒပြခန့်ခဲ့ရပါတယ်။အခုခရီးစဉ်အတွက်လည်းငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်လိုက်နာတာမရှိတဲ့စစ်ကောင်းဆောင်နဲ့တွဲဆောင်ဆွေးနွေးမယ်ဆိုတဲ့အပေါ်ကန့်ကွက်တယ်လို့စိုးရိမ်မကင်းဖြစ်တယ်လို့အန်ယူဂျီနယ်မဟာမိတ်အဖွဲ့တွေကမနေ့ကထုတ်ပြန်ထားပါရဲ့ရှင်။ စက်ကောင်စီရဲ့မြမနှစ်သက်အခါတမယအထဲမှန်အနေနဲ့လူငင်းချမ်းသာခွဲ9000နေပါအထဲမှာနိုင်ငံရေးအကြံသား900ကိုင်းနှုန်းအောက်သာပါဝင်တယ်လို့မြမနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြံသားများကွန်ရက် PPNM အဖွဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးကမစ္စမာကိုပြောပါရယ်အဲ့ဒီအထက်မှာလက်တလောရရှိထားတဲ့အချက်လက်တွေအရကမရွတ်သတင်းမီဒီယာရဲ့ပူးတွဲတီထောင်သူထုတ်လုပ်ရေးမှူးဖြစ်သူဦးဟန်သာညိမ့်နဲ့ဒါရိုက်တာစတီးဒွေးမြတ်တာနဲ့မင်္ဂလာတောင်ညို့မလွှာကုန်းရက်ကွက် NLD အဖွဲ့ဝင်ဒေါ်မိုးဆန္နာတို့လည်းပါဝင်ပါရယ် ရန်ကုန်အခြေစိုက်ကမာရုံမီဒီယာရုံးကန်ကို2021ခုနှစ်မတ်လ9ရက်နေ့မှာဝင်ရောက်စီးနှင်းပြီးဥဟန်သာငင်းကိုဖမ်းဆီးပြီးတော့တစ်နှစ်အကြာ2022ခုနှစ်မတ်လ21ရက်နေ့မှာနိုင်ငံတော်အကြီးညိုပြက်စီမှုပုံမှ905ကာဂျီနဲ့အင်းစိန်ထောင်တွင်တရားရုံးကနေထောင်ဒဏ်2နှစ်6မှတ်ခဲ့ပါတယ်။လွှတ်ရဆေးဖို့3လဝန်းကျင်အလိုမှာ2022ခုနှစ်ဒီဇင်ဘာ26ရက်နေ့မှာတော့ electronic ပုံမှ33ကာဂျီနဲ့နောက်ထပ်ထောင်ဒဏ်9နှစ်ထပ်မံချမှတ်ခံခဲ့ရတာပါ။ ဒီကနေ့အင်းဆိုင်ထောင်ကနေပြန်လွတ်လာတဲ့ Director City ကတော့2023 March 20ရက်နေ့မှာတန်လျင်မြို့နေအိမ်မှာဖမ်းဆီးခံခဲ့ရတာပါ။အဲ့ဒီတော့ကသူ့ကိုအာနာသိန်းစစ်ကောင်းဆောင်နဲ့ပတ်သက်တဲ့သတင်းတွေမျှဝေပြီးအပုတ်ထားတာကြောင့်ဖမ်းဆီးခံခဲ့ရတာလို့စစ်ကောင်စီ Lobby Telegram Channel တွေမှာရေးသားဖြန့်ဝေခဲ့ကြပါတယ်။ဒီကနေ့မွန်လွယ်ပိုင်းအထိမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြံသားများကွန်ရက် PPMNC ကရရှိထားတဲ့အချက်အလက်အရပြည်ပခုတ်ကိုပေါင်းတဲ့ဒဝယ်နဲ့ညာဦးအကျဉ်းထောင်တွေကနေနိုင်ငံရေးအကြံသား22ယောက်လွတ်မြောက်လာတယ်လို့သိရပါဗျ။ စစ်ကောင်စီကထွန်းချက်နေတဲ့ဒီကနေ့လွန်ရင်ပေးတဲ့နေရာမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုလွန်စွာနှဲပါပြီးတော့တချို့အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားတွေလုံးဝမပါဝင်တာကိုကနအူးတွေ့ရတယ်လို့ PPNN ကဆိုပါတယ်ဒီကနေ့ April 18ရက်မြန်မာနှစ်သက်ကူနေ့အထိမ်းအမှတ်အနေနဲ့စစ်ကောင်စီကနိုင်ငံတော်မှာရှိတဲ့အကြမ်းထောင်တွေကအကြမ်းသား4,893ရာကိုလွန်ရင်ချက်နာခွဲ့ပြုတ်မယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ စက်ကောင်စီဟာပြစ်ခတ်ရဲစဲကြောင်းကြေညာထားပေမဲ့မြန်မာနှစ်သက်ကိုကာလတကြံ9ရက်တာအတွင်းမှာမြို့ပေါင်း73မြို့ထပ်မင်းကိုလေကြောင်းပုံးကျဲတိုက်ခတ်ခဲ့တာကြောင့်တန်ဃာတပါအပောင်ဝင်အရတား12ယောက်ထပ်မင်းတေဆုံကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ဒါကြမ်းအကျိုးဧပြီ23ရက်နေ့ကစပြီးတော့ဒီကနေ့23ရက်ဧပြီ18ရက်နေ့အထိ9ရက်တာကာလအတွင်းမှာမန္တလေးတိုင်းမိုးကုတ်တပိတ်ချင်းနှထိုးကြီးသခိုင်းတိုင်းကနေအင်းတော်တဇဲကောလင်းဝန်းတို့အရတော်ရခိုင်ပြည်နယ်ကြောက်တော်ချင်းပြည်နယ်မင်းတပ်ကရင်ပြည်နယ်ကောကရိတ်နဲ့ဂျုံတိုးမြို့တွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာပါ ။တကြံအကျိုးဧပြီ23ရက်နေ့မှာမန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်ချောင်းကြီးကျေးရွာဘုံကျဲခံရမှုအတွက်မှာအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တိစုံကနောက်ထပ်ပြည်သူ၈ယောက်တရားရခဲ့ပါတယ်။အရင်နေ့မှာပဲသခိုင်းတိုင်းတစဲလဲမရွာဖုံးကြီးကျောင်းကိုလည်းဘုံကျဲခဲ့တာကြောင့်အမျိုးသမီးတယောက်ထပ်မံတည်ဆုံခဲ့ရပါတယ်။ဒါ့အပြင်သခိုင်းတိုင်းကောလဲမြို့နယ်အရှိချမ်းဝန်းသူမြို့နယ်ရခိုင်ပြည်နယ်ကြောက်တော်နယ်ချင်းမီနယ်မင်းတပ်မြို့တွေကိုလည်းအရင်နေ့မှာလေးကျောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသာတချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တကြံအကြနေ့ဖြစ်တဲ့ April 14ရက်နေ့မှာတော့သကိုင်းတိုင်းကနေမြို့နယ်တမင်ချန်ကျေးရွာဖုံးကြီးကျောင်းနဲ့မူတော်ကျေးရွာကိုလေကျောင်းအပြင်ဆက်တက်လေထီတွေနဲ့ပါပုံကျဲခဲတာကြောင့်ကိုရင်တပားပြန်လုံတော်မူပြီးအမျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့သတင်းရရှိပါရယ်။အကြနေ့မှာပဲသကိုင်းတိုင်းအင်းတော်မြို့နယ်ထက်ကပိနေကုန်းကျေးရွာဖုံးကြီးကျောင်းနဲ့မန္တလေးတိုင်းနှစ်ထိုးကြီးမြို့နယ်ကျွန်းတောက်ကျေးရွာဖုံးကြီးကျောင်းတွေကိုဘုံထက်ကျဲတာကြောင့်တန်ခါနှစ်ပါအရတားတယောက်ပြန်ထန်တန်ရရှာခဲ့ပါရယ်။ ဒဒန်အကျက်နေ့ဧပြီ15ရက်နေ့မှာတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကန်းနေစမ်းပြကြေးရွာဖုံးကြီးကျောင်းကိုပုံကျဲခဲ့ပြီးဆယ်နှစ်အောက်ကလေး3ယောက်အမျိုးသမီး2ယောက်အမျိုးသား1ယောက်စုစုပေါင်း6ယောက်တေဆုံးပြီးတော့တန်ခါ10ပါးအပါအဝင်အရသာ15ယောက်ဒဏ်ရာရခဲ့ပါတယ်ကြကြံအတက်နဲ့ဧပြီ16ရက်နေ့မှာလည်းကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့ပတ်ဝန်းကျင်နဲ့စကိုင်းတိုင်းအေရော်မြို့နယ်တာမိုင်းကစစ်စီရွာတွေကိုဘုံကျဲခဲ့တယ်လို့သိရရှိပါရယ်။ ဒါပြင်ဒီကနေ့ April 18ရက်21ရက်နေ့မှာကော့ဂရိတ်မြို့နယ်တရက်တော်ရွာကိုပုံကျဲခဲ့တာမှာအမျိုးသားတစ်ယောက်သေဆုံးပြီးကလင်းငယ်နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန့်စီကနေသိရပါဗျ။အလားတူပဲဒီကနေ့မနက်ပိုင်းမှာမန္တလေးတိုင်းမိုးကုတ်မြို့နယ်နန်းနွယ်တောင်ကစုပ်ကျေးရွာအနီးကိုထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါကြောင့်အခါကြီးရက်ကြီးတကြံကာလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တန်ခါတပါကလင်းငယ်၃ယောက်အမျိုးသမီး၅ယောက်အမျိုးသား၃ယောက်စုစုပေါင်း၁၂ယောက်သေဆုံးခဲ့ရပါသေးတယ်။ ဒေရဲတော့ဟာမြစ်မကလက်လန်းမိသမျှအတီးပြုရရှိထားတဲ့အရေးတော့ဖြစ်ပြီးတော့မြေပြမတီးထက်များနိုင်ပါတယ်ဒါပြင်တကြံမတိုင်ခင်ဧပြီ12ရက်နေ့မှာလေသခိုင်းတိုင်းဒေပရင်မြို့နယ်စက်ခတ်ကျေးရွာဖုံးကြီးကျောင်းကိုလေကျောင်းပုံးကျဲခဲ့တာကြောင့်တကြံတွင်ကိုဝင်ကိုရင်ဝတ်နေတဲ့ကိုရင်၃မနဲ့အရသာ၃ယောက်နေရာမှာတင်တည်ဆုံခဲ့ရပါသေးတယ်ရှင် မြန်မာနိုင်ငံမှာမတ်လ20ရက်နေ့ကလှုပ်ခတ်သွားတဲ့ပြင်အား9တက်သမ9အဆင့်ရှိတဲ့ငလျင်ကြောင်းမြေပြင်မှာ6မီတာကျော်ရွေလျွာသွားတယ်လို့ NASA သိပ္ပံပညာရှင်တွေက ESA ဂျိုတူတွေကအချက်လက်တွေနဲ့ Pixel Tracking Method အဆက်ပြောက်ခြေရာခံနည်းလမ်းတွေကိုသုံးပြီးမြေပြင်ရွေလျာမှုပမာဏကိုဆုံးဖြတ်ခဲ့ကြပါတယ်။ ငလျင်ကျောင်းဖြစ်ပေါ်လာတဲ့အကွဲမိုးဟာမန္တလေးမြောက်ဘက်ကနေနိုင်ငံရဲ့မြို့တော်နေပြီးတော့တောင်ဘက်အထိ950ကီလိုမီတာမိုင်အဖြစ်342မိုင်ရှိတယ်လို့ NASA ရဲ့ California တောင်ပိုင်း Jet Pollution Laboratory ကသုတေသီတွေကပြောပါရယ် NASA သုတေသီတွေဟာ radar နဲ့အမြင်ပန်းကြိုတွေ optical satellite တွေကအချက်အလက်တွေကိုအသုံးပြုပြီးတော့ငလျင်ကျောင်းမြေတုအရွေးကိုပုံဖော်ခဲ့တာဖြစ်ပြီးတွေ့ရှိတဲ့အကွဲမိုးတွေဟာမှတ်တမ်းတင်ထားသမျှမှာဘေးတိုက်ကျွေကြောကြောင့်ဖြစ်ပေါ်တဲ့ညနေပြန်အကွဲမိုးတွေမှာအရှိဆုံးအကွဲကြောင်တစ်ခုပါဝင်တယ်လို့ ဆိုပါရယ်အချက်လက်တွေရအဲ့ဒီအကွက်မှုရဲ့တစ်ဖက်တစ်ချက်စီကမြေပြင်ရွှေလျားမှုဟာ3မီတာ10ပေကျော်ရှိပြီးတော့ပြက်ရွေကြောင်းအရာနှစ်ဖက်မှာရှိတဲ့မြေပြင်ရွှေလျားမှုကတော့6မီတာကျော်ရှိတာကိုထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါရယ်ပြရွေရဲ့ဘဲဘက်က3မီတာကျော်မြောက်ဘက်ကိုမြေကိုရွှေ့ပြီးတော့ညာဘက်မှာ3မီတာကျော်တောင်ဘက်ကိုမြေရွှေ့သွားတာဖြစ်ပါရဲ့ရှင်။ အင်အားပြင်းကလင်ကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူပြည်သူတွေအတွက်ရည်စိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တာကိုဒီကနေ့ဧပြီ18ရက်မြန်မာနှစ်စန်းတရက်နေ့မှာတော်လှန်လူငယ်တွေကပြုလုပ်ခဲ့ကြပါတယ်ရန်ကုန်မြို့မှာရှိတဲ့ဖရာစီတီတွေငလျင်တန်တင်ခဲ့တဲ့သခိုင်းနဲ့မန္တလေးကဖရာစီတီတွေမှာဖရာပန်းတွေကတ်လို့ပူဇော်တာရေသက်ပဲတာခိုစာကျွေးတာငားလှော်တာအဲ့ဒီဟာတွေကိုလှုပ်ပြီးတော့ငလျင်တန်ကြောင့်ပွက်လွန်သွားတဲ့သူတွေဘဝဆက်တိုင်းသက်ရှင်ကြမှာအေးတုခနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးခဲ့ကြတယ်လို့ဆိုပါတယ် ဒါပြင်တန်ဃာတော်တွေကိုဒီကနေ့မှစွန့်ကတ်တာသင်ငန်းလှူဒန်းတာနဝကမာကုတုနဲ့ရေဆက်ချအမျှပေးဝေတာတွေကိုလည်းငှက်လျင်ကြောင်းကွယ်လွန်သူတွေအတွက်ရည်စူးပြီးတော့တော်လန်လူငယ်တွေကပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီရေစုကုတုပြုတ်လုံမှုကိုရန်ကုန်တော်လှန်ရေးနှောင်း၄ဘွဲ့ကပူပေါင်းလှုပ်ဆောင်ခဲ့တာပါပြီးကြတဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်တေဆုံးသူ3,900နီးပါးတရားရရှိသူ9,000ကျော်နဲ့ပျောက်ဆုံးသူ139ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင် အခုဆက်လက်ပြီးတော့ຫນွေဥတော်လင်းရေး၄နှစ်အတွင်းမှာမြို့သားညညရဲ့အဆိုအရ NUG အပေါ်ပြည်သူလူထုရဲ့အာမရမှုတွေနဲ့အားနည်းချုပ်ရွံ့ချက်တွေရှိခဲ့တာကိုနားလည်လက်ခံကြောင်း NUG ရဲ့ယာယီသမရဒူဝါလရှိလာကပြည်သူများထံသို့နှစ်သက်ကိုနှုတ်ခွန်းဆက်မိကုံးတွေမှာပြောခဲ့ပါတယ်ဒီကနေ့ April 18ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့အဲ့ဒီမိတ်ခွန်းမှာယာယီသမရကအဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာပါ တော်လင်းကာလအတွင်းမှာတော်လင်းရင်အားစုတွေနဲ့နိုင်ငံရေးစစ်ရေးမဟာမိတ်ဆက်ဆံရေးကိုခိုင်မာစွာတည်ဆောက်နိုင်ခဲ့ပြီးတော့လူထုထောက်ခံမှုနဲ့တော်လင်းရင်အားစုတွေရဲ့စွမ်းဆောင်ရေးကြောင့်စစ်ကောင်စီဟာမြမစစ်သမိုင်းမှာအကြီးမားဆုံးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရကနိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်မှုက၄ပုံ၃ပုံတောင်မရှိတော့ဘူးလို့ယာယီသမရကပြောပါရယ်2025ခုနှစ်မှာတော်လင်းရင်အားစုတွေစုပေါင်းကြိုးပမ်းပြီးတော့ကြီးမားတဲ့အလှည့်အပြောင်းနဲ့အပိသက်အောင်ပွဲရရှိဖို့လိုအပ်တယ်လို့လည်းယာယီသမရကတိုက်တွန်းခဲ့ပါရယ်။ ဒါပြင်စစ်ကောင်စီကနိုင်ငံတကာကငလျင်ဘေးအကူအညီတွေကိုလက်နက်အဖြစ်အသုံးချနေတယ်လို့ဝေဖန်ခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာဒုက္ခရောက်နေသူတွေစီကိုမဖြစ်မနေရောက်ရှိရမယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစီနဲ့စားအုံးစီစီတွေကိုတင်ပြပေးပါမယ်။ဒါရီကရောမစ္စမသတင်းတောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကို စစ်ကောင်စီတပ်မစိ2100ကျပ်ပြင်ပပေါက်စီ4410ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတပ်မစိ1597.15ကျပ်ပြင်ပပေါက်စီ3369ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတပ်မစိ1386.86ကျပ်ပြင်ပပေါက်စီ9015ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတပ်မစိ62.62ကျပ် ြင်ပပေါင်စီ132တက်တမ33ကျပ်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စီ484တက်တမ84ကျပ်ပြင်ပပေါင်စီ1000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စီ56သိန်း3000ကျပ် ြင်ပပေါင်စဉ်85သိန်းတထောင်ချက်စကားပဲတစ်ချက်သားကို ရွှေကုံတဲ့အတင်းသမှတ်စဉ်52သိန်း9125ချက်ပြင်ပပေါင်စဉ်80သိန်း9000ချက်ပေါင်စဉ်ရှိပါတယ်ဖော်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါနောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်လီတာကို2590ကျပ်ပရီမီယံဒီဇယ်လီတာကို3200ကျပ် အော်ဒိတ်92တလီတာကို3050ကျပ်အော်ဒိတ်95တလီတာကို3130ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရအစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစက်ကောင်စီတတ်မှတ်စေ6980ကျပ်ပြင်ပပေါက်ဈေး9500ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့ ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမစ္စမပရိုင်တိုင်းမစ္စမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီစီစဉ်ကိုတော့ကျွန်မဂျူချန်းကစူးစိတင်ဆက်ပေးခဲ့တာပါ။တမစ္စမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာနှစ်သက်တစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။